မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနကနေအော်တိုဘာလ29ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဖျက်ပြေးသွားတဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတုန်းကစစ်တုံးပန်းအကုန်လုံးဒီပါကိုဒေါ်လာရေးတက်ဖွဲ့တွေပြန်ဖမ်းမိပြီလို့ဆိုတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါ်လာရေးရဲဘော်တွေကိုကြိုးတုပ်ပြီးထွက်ပြေးသွားခဲ့တဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတုန်းကအရာရှိတွေပါတဲ့စစ်ကော်မရှင်စစ်တုံးပန်းတွေကအကုန်လုံးဒီပါကိုပြန်လည်ဖမ်းဆီးရမိပြီး တာဝန်ပေါ်ရောက်ခဲ့တဲ့ရဲဘော်တွေကိုလည်းအပြစ်ပေးမယ်လို့ဒေါ်လာရေးတရင်ရင်းမြစ်တွေစီကတည်ရပါတယ်။လက်နက် UP ထွက်ပြေးသွားတဲ့စစ်တုံးပန်းတွေကိုပြန်လည်ဖမ်းဆီးတဲ့အခါဖြစ်ခတ်ဖမ်းဆီးခဲ့ရလို့ဒေဆုံသွားတဲ့သူတွေလည်းပါတယ်လို့သိရပါတယ်။အင်းတော်မျိုးတိန်တိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းမျိုးမြင့်သူတရင်မှုမြင့်မောင်မောင်စုဂျီတူအောင်ဖြိုးထွန်းစစ်စင်ရေးဂျီတူကျော်စိုးဦးစစ်စင်ရေးဂျီသရီဝေဖြိုးဦးကွန်မန်ဒိုတက်စုမှုဝေဖြိုးအောင်ဆက်သွယ်ရေးတက်ခွဲမှုမျိုးမင်းအောင်အမြောက်တက်စုမှုဖုံးထက်အောင် ခွဲမုံကျော်နိုင်စိုးစေမုံဟန်လင်းထွန်ဂျီသရီဝေလင်းဖြိုးမောင်တက်စုမုံအင်းတော်မျိုးကစစ်တပ်တောက်တိုင်အောင်မြင့်နိုင်တဲ့ရဲမှုမောင်မောင်လှတဲ့တို့ဟာပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့မနက်ပိုင်းမှာတာဝန်ကြတဲ့ PDF ရဲဘော်၃ဦးကိုကျိုးတုပ်ပြီးတနက်၃လနဲ့ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဒေါ်လာရဲတက်ဖွဲ့တွေဘက်ကလိုက်လံဖမ်းဆီးခဲ့ရပြီးဒီကနေ့အောက်တိုဘာ28ရက်မှာတော့အရာရှိတွေအပါအဝင်ထွက်ပြေးသွားတဲ့၃ဘန်းအကုန်လုံးဒီဘက်ကိုပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်ကပြောပါတယ်။ ပြေးသွားတာလေပုံမှုအဆင့်ဖိုးကြီးအဆင့်ရဲမှုအဆင့်တွေပဲပြေးတာဆိုတော့မိတာလေအရာရှိတွေကြီးပဲမိတာပါအကုန်နီးပါးပြန်ဖမ်းမိတယ်တယောက်နှစ်ယောက်လောက်ပဲကြံမင်းဖမ်းစီရမှလည်းပြစ်ခတ်ဖမ်းစီမှုတွေလုတ်ခဲရလို့အသေးဖမ်းစီရမိသူများလည်းရှိတယ်လို့ဆိုပါတယ်လက်ရှိမှာလည်းတာဝန်ပေါ်ရသူရဲဘော်အသီးသီးကိုလည်းစစ်ဆေးမှုတွေပြုလုပ်ပြီးထိုက်တန်တဲ့အပြစ်ပေးအရေးယူမှုလှုံ့ဆော်သွားမယ်လို့လည်းအမည်မဖော်လို့တဲ့သတင်းရင်းမြစ်ကပြောပါတယ် ဆက်လက်ပြီးအမှုပညာအမိခံစစ်တပ်လက်ကင်တို့များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုရန်ကုန်ယူကြည်အဖွဲ့၅ခုကပူးတွဲပြင်ညာရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အမှုပညာအမိခံအကြံဖတ်စစ်တပ်လက်ကင်တို့များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုရန်ကုန်ယူကြည်အဖွဲ့၅ခုကယနေ့အောက်တိုဘာလ28ရက်နေ့တွင်ပူးတွဲပြင်ညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။အကြံဖတ်စေုပ်စု၏အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးရှင်ကြည်ချက်ကြောင့်တော်လန်နီတော်လူငယ်ထုကိုစော်ကားခြင်း လူတို့အရေးတော်ပုံကိုပုံဖြတ်ခါအမှန်တကယ်ဆက်ရဇဝဲမှုကျူးလွန်နေသောလူတို့၏အသက်အိုးအိမ်ကိုမိရှုတက်ဖြတ်နေသောအကြံဖက်ဆေးဥစုပတ်မှဆေးရဇဝဲမှုများထပ်မံကျူးလွန်အောင်ထောက်ခံပြီးအားပေးအမြောက်ပြုလုပ်နေသောအညံစာအဖျင်စာဝါဒဖြန့်အမှုပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်ထိုအမှုပညာအမိခံစစ်တပ်လက်ကင်တို့များဖြစ်သောနေတူမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူလေးမင်းမြင့်မုံအောင်ခိုင်ငပြောကျော်အောင်တိုနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအုတ်ကပြန်ရင်ရဲရင်ရောပြော် အောင်စင်ဖြိုးစတဲ့လူထုနဲ့နိုင်ငံတော်အပေါ်ပြည့်ရပြုစော်ကားသည့်အညံစာအဖြစ်စာဝါဒဖြန့်အမှုပညာရှင်များကို Body Gosh and Social Punishment ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်ရန်ကုန်ယူကြည်များကပြည်သူလူထုတရက်လုံးတို့နှိုးဆော်ထားပါတယ်။တော်လန်ရေးတွင်ပြည်သူများကတာဝန်ကျေတဲ့သို့ရန်ကုန်ယူကြည်များအနေဖြင့်အညံစာဝါဒဖြန့်အမှုပညာရှင်များ၏အချက်အလက်များကိုရရှိထားပြီးလူထုနှင့်အရေးတော်ပုံကိုစော်ကားခဲ့သည့်ထိုသူတို့၏နောက်ဖြစ်လာမည့်ကိစ္စအရရက်ကို ပြည်သူလူထုတရားစီရင်ခံအဖြစ်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမည်ဖြစ်ကြောင်းသိရပါဗျ။အဲကောင်တွေတဲကမိသူကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ။အချက်လက်တွေစုဆောင်းနေတာတွေလည်းရှိပါတယ်။သူတို့ရုပ်ရှင်လောကသားတွေတဲကနေလည်းသူတို့သတင်းတွေကိုအဆက်မပြတ်ပို့ပေးနေတဲ့သူတွေလည်းရှိပါတယ်။ကျွန်တော်တို့ UG တွေကပြည်သူအပေါ်မျက်နှာမှုပြီးရက်တည်ကြတဲ့သူတွေပါ။ပြည်သူအလိုမရှိတဲ့မိသူမဆိုကျွန်တော်တို့ရန်သူပါပဲဟုရန်ကုန်အာမီဝိုင်အမတာဝန်ရှိသူတအူကပြောဆိုပါတယ်။ အဆိုပါပူးရဲကျင်ညာချက်ကိုရန်ကုန်မြို့အတွင်စစ်တပ်တက်ဆွဲထားသောနေရာများကိုဖြစ်မှတ်ထားတိုက်ခိုက်နေသည့်ရန်ကုန်အာမီ YA Threat Shadow Operation Flame OF Mother Sam ရန်ကုန် Force နဲ့ Broken System တို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်ဆလပီပခုတ်ကူကံဘလူနဲ့စာလင်းကြီးမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကစက်တက်လီဒီလေရင်တို့ဖြင့်ပုံကျက်တိုက်ခိုက်မှုနေအိမ်များပြက်စီးတဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်စကိုင်းတိုင်းကပ်ပလူမြို့နယ်နှင့်စာလင်ကြီးမြို့နယ်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လီဒီလေရင်တို့ဖြင့်ပုံကျက်တိုက်ခိုက်ခြင်းကြောင့်နေအိမ်များပြက်စီးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့အောက်တိုဘာလ28ရက်နေ့ညနေ4:20မိနစ်ခန့်တွင်ပခုတ်ကူမြို့တပ်မတရတမတက်လာသောစစ်တပ်လီဒီနှစ်စီးကကမ္မမြို့အရှိတ်ရှိရေလာကြီးရွာတင်ကျိုင်းကုန်းနှင့်ရိုင်းချင်းကျောင်းတောင်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းအကြံဖတ်စစ်တပ်ရေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်။ အလားတူဇက်ကိုင်းတိုင်းကပ်ဘလူမျိုးနဲ့ချက်တင်းတိုင်းနယ်အတွင်းရှိကျေးရွာတရွာကိုလည်းအကြံဖက်စစ်တပ်တရာဦးလေတပ်မှတက်လာသောဂျက်ဖိုက်တာနှစ်စီးကအောက်တိုဘာလ28ရက်နေ့ညာရှိနိုင်ခံတွင်လေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းအကြံဖက်စစ်တပ်လေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်။ထို့ပြင်အောက်တိုဘာလ26ရက်နေ့ကလည်းစာလင်ကြီးမြို့နယ်ရေခါရွာကိုအကြံဖက်စစ်တပ်ကစက်တက်လေးဒီဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအများပြက်စီးသွားကြောင်းအကြံဖက်စစ်တပ်ကတမန်ကြား PDF အဖွဲ့ကောင်းဆောင်ကိုမဲကြီးနေအိမ်နှင့် ပဝင်းကျင်ကိုဘုံရှစ်လုံးကျဲချခဲ့ခြင်းဖြစ်ပြီးကိုမဲကြီးအိမ်နဲ့အနီးရှိအိမ်တို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။လူတွေကမထီဘူးအိမ်ရဲ့နှလုံးပဲထီသွားတယ်။ဆက်တက်လေဒီနှစ်စီးနဲ့ဘုံရှစ်လုံးချသွားတာလေးလုံးကွဲပြီးနှလုံးမကွဲဘူးခဝေးဝေးတော့နှလုံးကွဲတယ် PDF ကောင်းဆောင်နေအိမ်ကိုဆက်တက်လေဒီနဲ့ဘုံကျဲချတာဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ဆလပီမင်းတို့မှာတိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစကားစ၄ဦးသေဆုံးတဲ့ဆွဲတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မကွေးဒေသမင်းနှုံမြို့နယ်မှာအကြံဖက်စစ်ကောင်စီရဲ့တိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ရင်တန်းကိုကြိုတင်တရင်ရလို့တရက်ခရိုင်တရင်လေးကအော်တိုဘာ28ရက်မှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစာကစတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီးကာဒစီမီရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မဲဆက်လီခြေရွာနဲ့ဝင်တွင်းခြေရွာကြားပသိမ်မုံရွာလမ်းပိုင်းမှာမင်းနှုံမြို့ဘက်မှဝင်တွင်းဘက်သို့မောင်းနေလာတဲ့စစ်ကောင်စီတိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ကားလီစီကိုတပ်တွင်းတရင်ပေးမှုအရခင်းပုံးဝစ်ပြီးနေ့လယ်12:30မိနစ်မှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်ဖိုးဝီကာတစီမိုင်းထိမှန်ခဲ့တာကြောင့်လိုက်လံတိုက်ခိုက်ရာစကာစာတပ်ဖွဲ့ဝင်မျက်မြင်လေးဦးထိခိုက်သေဆုံးခဲ့ပြီး7.62 G 88တောင်း G3 G 24တောင်းကာပိုင်ကြီး18တောင်းစစ်သုံးဆောင်ပစ္စည်းအချို့နဲ့ငွေသား3သိန်းကျပ်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။မိုင်းထိမှန်တဲ့ကားကိုလမ်းပေါ်မှာရပ်ပြီးထိခိုက်ဒဏ်ရာရသူတွေကိုကြံကား3စီးနဲ့တင်ဆောင်ပြီးမောင်းနှင်ထွက်ပြေးသွားကြတာကြောင့်ကားကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမင်းတို့မျိုးအဝင်ငားမိုင်စစ်စေးရေးကိမှလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူတွေနဲ့ခရီးသွားပြည်သူတွေအနေနဲ့ခရီးဆိုင်နေထိုင်သွားလာကြဖို့ကိုလည်းတရက်ခရိုင်ထရင်လေးကအသိပေးထားပါတယ်တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတပ်ရင်တပ်ခွဲနှစ်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတပ်ဖွဲ့ဝင်တွေအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တရက်ခရိုင်တပ်ရင်းလေးကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ဆက်လက်ပြီးမုံရွာမြို့ပေါ်မှာပြစ်ခတ်မှုဖြစ်ပြီးစစ်အုပ်စုဝင်နှစ်ဦးတည်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမုံရမျိုးပေါ်မှာစစ်ကောင်စီတပ်ရှင်နဲ့တော်လန်ရေးတပ်ဖွဲ့တွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးစစ်အုပ်စုဝင်နှစ်ဦးသေဆုံးကြောင်းမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလျက်ပြန်ကြားရေးတာဝန်ခံကပြောပါရယ်မနေ့ကအောက်တိုဘာ28ရက်နေ့လယ်12နာရီခန့်ကမုံရမျိုးပေါ်တနေရာကိုသွားတဲ့တော်လန်ရေးအဖွဲ့တွေရဲ့နောက်ကိုစစ်အုပ်စုကလိုက်လံပြစ်ခတ်တိုက်ခိုက်ရာကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းမုံရခရိုင်တပ်ရင်းလျက်ပြန်ကြားရေးတာဝန်ခံကပြောပါရယ်မစ်ရှင်သွားတာလမ်းတွေနောက်ကနေကားသုံးစီးလိုက်လာတယ်ကျွန်တော်တို့စပြစ်တယ်၃မိနစ်လောက်ကြာတယ် ကားမှန်တွေပြစ်တဲ့ရှေ့ကကောင်နှစ်ကောင်တည်တဲ့ပြစ်ခံရတဲ့ကားကအမှတ်နှစ်ရဲစခန်းရဲမှုကားပါလို့အထက်ပါတာဝန်ခံကပြောပါတယ်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုကိုတော့သတင်းဌာနကတိကျအတိပြုနိုင်တာမရှိသေးပါဘူးအဲ့ဒီတိုက်ခိုက်မှုမှာမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေမုံရွာ the boys မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေတပ်ခွဲနှင်းငါးမြင်းဆောင် commando force မုံရွာခရိုင်တပ်ရင်း28တပ်ခွဲ3 sprint def တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲအချို့ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကမုံရွာအရာတော်လမ်းပိုင်းကိုစိုးမိုးဖို့ကြိုးစားနေတယ်လို့ဒေသခံတွေကပြောပါတယ်